စာယူပင်ယူစာပဲအဲ့လိုဝတ္ထုတွေပါတွေကြပြာတွေလိုက်စားဖတ်ရှုတဲ့လူတွေကတော့ရှိတယ်ပေါ့တိတန်တိတန်တော့တယောက်စားနှစ်ယောက်စားအဲ့လိုပဲပေါ့ရှိတာပေါ့အရင်အများကြီးတော့လေဒီဇပတ်ဝါသနာပြင်းပြင်းထန်ထန်ရှိနေတဲ့လူတော့လည်းမရှိပါဘူးအဲ့တုံးကလေညတစာပေဆိုတာကတော့ဖန်နီးတဲ့သူရဲ့အရေးအသွေးစွမ်းအားပေါ်မှာလည်းမူတည်တယ်ဖတ်ရှုတဲ့လူရဲ့ဓာတ်ခံရှိဖို့လည်းလိုတယ်စာပေကိုဝါသနာပါတဲ့ဓာတ်ခံ နောက်စိတ်တက်ကကိုကခံစားရတဲ့ဓာတ်ခံနေရှိရမယ်ခံစားမှုမရှိလို့ရှိရင်တော့ဘလို့မှဘယ်စားမှသူ့အတွက်အရသာရှိမှာမဟုတ်ဘူးနော်ခံစားရတဲ့ဓာတ်ခံလည်းလိုတယ်နော်ဒီခံစားပြီးရင်လည်းတခါခံစားပြီးတော့ဖတ်ပြီးပြီဆိုပြင်မထားပဲနဲ့ဒီအပေါ်မှာစဉ်းစားဆင်ញင်ပြီးတော့နော်ကိုကကို့အတွက်ဘယ်ဘဝအတီလူရွေးထုတ်မလဲဆိုကို့စိတ်ကိုဘလို့ပြုပြင်မလဲဆိုတဲ့အတွေးလေးတွေကိုယူရတဲ့လူမှလည်းဖြစ်နိုင်တယ်။ရသစာပေကတော့တကယ်တော့တန်ဖိုးရှိပါတယ်လူငယ်တွေအတွက်ဆိုလို့ရှိရင်ပေါ့နော်။ ဟိုဘဝမောတွေလည်းပြည်စီတာပေါ့ကွာယတ္တစာပြည့်တဲ့ဘဝဖတ်ပြီးကြံ့ရင်ခဲ့မှာတခုခုမင်းရဲ့ခေါင်းထဲမှာမေ့မသွားမှာနော်ဒီဘဝမှာတခုခုကိုတွေ့လိုက်တိုင်းဒီဝိတ္ထုလူပြန်တရိယာမှာတကယ်တော့စာကောင်းပေကောင်းသကပြေအေးသားကောင်းကျင်နေဆိုရင်ဝိတ္ထုရေးဖို့ရတယ်တော့မဟုတ်ဘူးဆရာစောကြီးရေးတဲ့စာတွေဖတ်ဆရာစောကြီးကအေးသားတိတ်ကောင်းသုံးနှုတ်အတွေ့အခေါ်ဆရာကြီးကတော့စာပေနဲ့ပတ်သက်အရန်တော်တယ်လေဆရာကြီးရဲ့စာတွေဖတ်ဖို့ကောင်းတယ် ချိုချော်ထားလို့ကလေးလူကြီးများအတွက်ဆိုကိုကိုပဲနော်လူငယ်စာရေးဆရာကြီးဒီပေါ့စာရေးဆရာကြီးအနေနဲ့ပေါ့နော်ယတစာပေရေးတာထုတ်ဝေနိုင်တာဟောပေါ့နည်းနည်းလေးရောကြလာရလို့လည်းထင်မြင်မိရပေါ့နော်အဲ့ဒီပေါ့ဆရာမကြီးအနေနဲ့ဘယ်လိုမျိုးထင်မြင်မိလဲဆိုတာလေးသိပြသရှင်ဒါဒီကတော့ तू ကဖက်ဖက်ကနဲ့ပတ်သက်နေတဲ့ခကြတော့ကိုလည်းမဆုံးဖြတ်တတ်ပါဘူးမထင်မြင်ရဲပါဘူး အမှန်လည်းကြီးလိုက်တဲ့အခါကျတော့လေစာဖတ်တဲ့သူရဲ့အပိုင်းကညွန်နေလာတဲ့ခါကျတော့စာရေးဆရာလည်းတိတ်ပြီးတော့ရေးဖို့အချိန်မပြေတော့ဘူးလို့ထင်တယ်လေနောက်တစ်ခုကလည်းတမီးရဲ့တကယ်တကယ်ကတော့လုံငင်းဝိတုတွေရေးထုတ်တဲ့စာရေးဆရာတယောက်ဖြစ်ဖို့ကဒီခေတ်မှာတော်တော်ခက်တယ်လို့ထင်တယ်ဆရာမတို့စာရေးဆရာလုပ်တဲ့ခေတ်မှာတောင်မှနော်တိုက်တိုက်ကနေပြီးတော့ကိုယ့်ကိုထုတ်ဖို့လို့အတွက်ဇက်တိုက်ထုတ်ပေးဖို့အတွက်ဆိုတာကဂျင်းဒီပိစရတယ်များတယ် အဲ့လိုတိုင်မျိုးနဲ့ဆက်သွယ်ဖို့ဟာလဲနှစ်ပေါင်းများစွာလိုက်ပြီးတော့ဆက်သွယ်ရတယ်ရှာပွေးရတယ်တယောက်ပြီးတယောက်တယောက်ပြီးတယောက်တစင်ပြီးတစင်စင်ပြီးအဲ့လိုသွားရတယ်လေဆရာမတို့ဆိုရင်ဒါရှစ်သမင်းစာပေးတိုက်ကနေကိုယ်ကိုစထုတ်ပေးတယ်ပေါ့ထုတ်ပေးဖို့သူတို့ဆက်သွယ်ဖို့ဆိုတာလဲမိတ်ဆွေအစင်းစင်းအနေသွားနောက်ဆက်သွယ်လို့ရတဲ့အခါကျတော့လဲဆယ်အုပ်အလကားပေးရတယ်အော်သူကထုတ်လိုက်လို့ဆယ်အုပ်ထိမင်းအောင်မြင်လဲပတ်စံမရဘူးပေါ့အလွန်ဆုံးရရင်တထောင်လောက်ပဲပေါ့နော် အဲ့ဒါသဲအုပ်ပြည့်သွားတဲ့အခါကျတော့မှသူ့ percentage နဲ့ပေးမယ်အဲ့လိုမျိုးဟုတ်တယ်တော်တော်ခက်ခဲခဲ့တယ်ခက်ခဲတယ်ကုလည်းခက်ခဲမှာပါပဲဒီလိုပဲဖြစ်မှာပဲနော်ခက်ခဲမဲ့တင်တယ်လုံးညမထုထုတ်ဖို့ဆိုတာသူအဆက်အသွယ်တော်တော်ကြီးကိုကောင်းတယ်ဒါလည်းတိုက်တည်ရဲ့အပြစ်လည်းမဟုတ်ဘူးလေဖတ်တဲ့လူအပေါ်မှာလည်းဒီမှာပေါ့ဒီခေတ်ကတော့လေလူတွေမှာလည်းဟိုအယုံဝင်စားတာတွေကသိတယ်မလားဟုတ်ကဲ့ อืมတယ်လီဖုန်းနဲ့ပဲဆိုတဲ့အခါကျတော့အင်တာနက်တင်နေဆိုတော့သာဖတ်ဖို့ဆိုတာတုံတောင်လူကသိစိတ်မဝင်သားကြောင်ငှားဆိုင်နေတော့မရှိဘူးဆိုတော့လေအဲ့လိုပဲဖြစ်သွားတာဒါလည်းလူငယ်တွေရဲ့အသေးအစမ်းပေါ်မှာအယုံလိုက်စားလိုက်တဲ့အခါကျတော့လေသာဖတ်ခြင်းကယူသွားတယ်လို့ရှိလို့လည်းဖြစ်ဖြစ်မှာဟုတ်ကဲ့နော်ဟုတ်တချို့ဒီပေါ်တော့ဒီ โอเวอร์คิดตรงอ่ะดูเลยส่วนเนาะดาซาวกะเล้เนี่ยกาแฟเล้ถ่ายตอกพี่แล้วโหซาผัดจ่ายดีซาวตออไม่ปี้ไม่ชิน तू อ่ะโหผัดจ่ายเฉยมือเลยชื่อเลยป่ะเนาะดิเบคิดมาจ้ะတော့เฉยไม่ย่าดาก็จะจองอายุนี่อ่ะมาดาจองซะတော့ดีซาหยั่วเล้2หยั่วตองมาเอ่อป่ะเนาะดีซาวมาโหตวะปี้ปูดาကက်ကက်ကဲဒါမျိုးကြီးလည်းဂျုံရရပေါ့နော်ဟုတ်ကဲ့အဲ့ဒါလေးပေါ့ဆီယမားတို့ခင်မှာရောအဲ့တက်လူចောင်းသားចောင်းသူတွေက အဲစာဖတ်တဲ့အချိန်ကြီးဆိုဘလို့ဖတ်ကြရလဲဘလို့ပုံစံမျိုးလေးနဲ့ဖတ်ကြရလဲအဲ့လိုယတစာပေမျိုးကြီးရောရွေးဖတ်ကြရလားရှင်းလို့တော့ကျမန်တိတ်ပြီးယတစာပေပဲရွေးဖတ်နေတဲ့လူရဲ့လို့တော့မရှိဘူးဒါပေမဲ့ဒီထက်မှတော့လေသူ့ဝါသနာနဲ့သူ့ဘာစာယူပိယူစာပဲအဲ့လိုဝတ္ထုတွေပါရီကြပြာတွေလိုက်စာဖတ်ရှုတဲ့လူတွေကတော့ရှိတယ်ပေါ့တိတန်တိတန်တော့တယောက်စားနှစ်ယောက်စားအဲ့လိုပဲပေါ့ရှိတာပေါ့အရင်အများကြီးတော့လေဒီဇပတ်ဝါသနာပြင်းပြင်းထန်ထန်ရှိနေတဲ့လူတော့လေမရှိပါဘူးအဲ့တုန်းကလေအခုလေဒီခစ်ကလည်းသူက ကလေးတွေမှလည်းအာယုံဝင်စားစရာတွေကများလာတဲ့အခါကျတော့နော်ဒီစာပတ်တဲ့လူကနှေးတဲ့လူကြီးလိုဖြစ်နေတာပေါ့ကွယ်ဟုတ်ကဲ့ဟုတ်တယ်မလားကိုလူကြီးတွေတောင်မှပဲဒီခါကျလို့ရှင်ဒီ Facebook ပဲကြည်နေကြတာတော်တော်များများစာဖတ်ဖို့အချိန်ကအသိမရှိတယ်လို့ဖြစ်နေတာအဲ့လိုဖြစ်သွားတာပါဘယ်သူမှတော့ပြစ်တင်စရာတော့မရှိပါအာယုံများလို့ပဲပေါ့ Facebook မှာရောဒီလိုအဲ့လိုစာဖတ်စာရည်ရောရှိကြတာပေါ့ online ကနေတစင်ဖတ်တာဖတ်တဲ့လူရောရှိပါတယ် ရှိတယ်ရေးတဲ့လူတွေလည်းရှိတယ် Facebook မှာပတ်သက်လူတွေရှိတယ်။ဒါမှလည်းတော်တော်စေတနာကြီးမှရေးနိုင်မှာပဲဆိုဒီရေးရတာရတော်တော်ခက်ခဲတာလေ Facebook မှာကြားတယ်လေဒီရတာမျက်လုံးလည်းအာရုံစိုက်ရအာရုံစိုက်ရတို့တော်တော်စေတနာအကောင်းတဲ့လူတွေပဲရေးနိုင်မှာပဲအဲဒီပေါ့နော်အဲဒီယတစာပေရပေါ့နော်ဒီလူငယ်အတွက်ရောဘလောက်ထိရေးပါလဲဒီယတခန်းစားနိုင်တဲ့အစွမ်းအစွမ်းကြီးစွမ်းကြီးပေါ့နော်အဲဒီကလူငယ်တွေအတွက်အဲ ဒီချက်ချင်းမေတ္တာမှာရောခံစားရမယ်အဲခံစားခံစားချက်တွေအတွက်ကောဘယ်လောက်ထိအရေးပါလဲပေါ့နော်အဲ့အဒီလည်းသိပြပြီယတ္တစပိဆိုတာကတော့ဖန်နေတဲ့သူရဲ့အရေးအသွေးစွမ်းအားပေါ်မှာလည်းမူတည်တယ်ဖတ်ရှုတဲ့လူရဲ့ဓာတ်ခံရှိဖို့လည်းလိုတယ်စပိဟောဝဒနာပါတဲ့ဓာတ်ခံနောက်စိတ်တက်ကကိုကခံစားရတဲ့ဓာတ်ခံလည်းရှိရမယ်ခံစားမှုမရှိလို့ရှိရင်တော့ဘလို့မှဘယ်စားမှသူ့အတွက်အရသာရှိမှာမဟုတ်ဘူး နော်ခံစားရတဲ့ဓာတ်ခံလေလိုတယ်နော်ဒီခံစားပြီးရင်လည်းတခါခံစားပြီးတော့ဖတ်ပြီးပြီးဆိုပြင်မထားပဲနဲ့ဒီအပေါ်မှာစဉ်းစားဆင်ခြင်ပြီးတော့နော်ကိုယ်ကကိုယ့်အတွက်ဘယ်ဘဝအတီလူရွေးထုတ်မလဲဆိုကိုယ်စိတ်ကိုဘယ်လိုပြုပြင်မလဲဆိုတဲ့အတွေးလေးတွေကိုယူရတဲ့လူမှလည်းဖြစ်နိုင်တယ်။ယသစာပေကတော့တကယ်တော့တန်ဖိုးရှိပါတယ်လူငယ်တွေအတွက်ဆိုလို့ရှိရင်ပေါ့နော်။ဟိုဘဝမောတွေလည်းပြည့်စည်တာပေါ့ကွာ။ဥပမာဆိုရင် ဘာမှပြောနေကြပြလေးဘုတ်ကိုပဲကြည့်ဆရာကြီးမြင့်သူဝင်ရပြင်မှန်ကိုတို့ဆိုတဲ့ကြပြလေးရေးလိုက်တယ်နော်အဲ့တော့ဆရာကြီးရဲ့စိတ်ကိုလည်းကြည့်အမှုပညာစိတ်ကဘသူကလမ်းလျှောက်သွားရင်လည်းပြင်မှန်ကိုတို့ယူမြင်တာနဲ့စိတ်ဝင်စားနေသူကဒါကိုစိတ်ဝင်စားပြီးခံစားပြီးကျွန်တော်တို့ဘယ်တော့မှကြည့်မနေပြင်မှန်ကိုတို့ကြီးသုံးမရတော့ဘူးသူများတွေကဓာတ်ထစ်ပြီးတော့နော်သုံးညာသုံးသွားပြီးတော့ပြောလိုက်တာမဟုတ်ဘူးသူကအေးပြင်မှန်ကိုတို့ကနွေရတီမှာအညွန့်လေးတွေထွက်ပြီးလေပြေထဲမှာ ရင်းနှွယ်နေတာလို့ကြည်ပြီးတော့လေပြည်တဲတွင်ငယ်ရုပ်စင်သည်အသိယောက်ျားကောင်းတကားဆိုရေးတာပထမတော့ပြမငုတ်တို့ကြီးကခြုံနဲ့ဖြစ်ပြီးစိတ်ကိုလည်းကြုံခဲ့ရပြီးသူမှဒဏ်နေအများကြီးခံခဲ့ရသူရေးပြတယ်ရေးပြပြီးတော့မှ နောက်ဆုံးကျတော့လေပြည်တွင်မှငယ်ရုပ်စင်နဲ့အသိယောက်ျားကောင်းတကားဆိုတရွတ်တည်းတလူပြန်ထွက်လာတာလေးကိုသူရေးပြတာအဲ့လိုမျိုးဆိုတော့ဆရာကြီးလိုအကောင်းဘက်ကနေမြင်ပြီးတော့ ယတ္တသပိယပြပြရတာပေါ့အများအားဖြင့်တော့ယတ္တဆိုအဲ့လိုပြတယ်ဆိုရင်ယတ္တခံစားမှုကဘလောက်ပဲလောကရန်တရားကြောင့်ကိုယ်ဟာဒုက္ခတွေကြုံပြီးတော့အားငယ်စိတ်ဓာတ်ကြာနေပြီမဲ့လဲပြန်ပြီးတော့အာတိတ်ကလေးတွေဝင်နိုင်တာပေါ့ဒီလိုပဲဝိတုမလေးဒီလိုဝိတုလေးတွေရှိရင်အာတိတ်ကလေးတွေဝင်စရာလေးရှိတာပဲပေါ့လေအများအားဖြင့်တော့အဲ့တော့ဝိတုမတော့လဲဆုံးရှုံးရင်းကနေပြီးတော့ရပ်မထားပဲနဲ့အောင်မြင်တဲ့ဘဝလေးအထိကိုရေးပြဖို့တော့တင့်တယ်လို့ထင်တာပေါ့လေ ဝိတုတို့လေးတွေကတော်တော်ကောင်းတယ်တော်တော်လေးထိတိမိမိလေးနဲ့လောကယူပြောနိုင်တယ်အဲ့ဒါမျိုးနောက်ပါဘာတွေထူးကြလာလဲဆိုတော့စာရေးဆရာတွေကလည်းအရင်တော့ကလိုဟလာတက္ကသိုလ်ဆရာမတက္ကသိုလ်ကျောင်းသူကျောင်းသားမရုပ်ချောတဲ့သူမဟလာဆရာဝင်မပါအဲ့ဒီဒီလိုမျိုးဟိုမှာသေယုတ်ဆောင်ဇက်ဆောင်လောက်ပြီးတော့ရေးတာမျိုး ပုံသေးမဟုတ်တော့ပဲနဲ့နော်ဘယ်လိုလူတန်းစားမျိုးပဲဖြစ်ဖြစ်ဘယ်လိုရုပ်ရည်မျိုးပဲဖြစ်ဖြစ်ဝိတုထဲမှာ ဇာဖတ်သူယင်ထဲမှာအမှတ်တရရှိလာအောင်ရေးနိုင်တဲ့အစွမ်းရှိလာတယ်။အခုခေတ်ကအဲ့လိုရေးလာတယ်။ရတာငယ်တွေချီးကျူးတာပါငယ်စာရေးသူတွေနော်။လူငယ်တွေလည်းပါတာပေါ့နော်လူကြီးတွေလည်းပါပါတယ်အဲ့ထက်မှာအများဖြင့်လည်းလူကြီးတွေရှိပါတယ်စာရေးဆရာတွေမှာလူကြီးတွေထဲမှာတော့ဆရာမြတ်သိန်းတို့ပါလို့ဆိုအရင်ကောင်းတယ်။ဟုတ်ကဲ့။သူရေးတဲ့ဝိထုလေးတွေဆိုရင်တကယ်ကိုယင်ထဲမှာဖတ်ပြီးကြံရင်ခဲ့တယ်။ယတ္တစာပြည့်တဲ့ဘုရားဖတ်ပြီးကြံရင်ခဲ့မှာတခုခုမင်းရဲ့ခေါင်းထဲမှာမေ့မသွားမှာ နော်ဒီဘဝမှာတစ်ခုခုကိုတွေ့လိုက်တိုင်းဒီဝိတုလူပြန်တရိယာမှာဒါယတ္တစာပေရဲ့အာနိသင်ရှိတယ်လို့ပြောရမှာဘဝအတိအာနိသင်ပါတယ်ယတ္တစာပေပေါ့လေဟုတ်ကဲ့ဒီကိစ္စရေးစရာတွေဆိုရင်ဘု து ့ကိုမဆိုပေါ့ဒါကဇက်လိုက်အဖြစ်နဲ့ထားပြီးတော့ဝိတုတို့လေးတွေကိုဖန်တီးနိုင်မဒေါင်းနေမင်းဒေါင်းနေမင်းကငဲတယ်မငဲဘူးဆရာမလည်းမသိပါဘူးစာရေးဆရာတွေတော့လေဟိုဒါပေမဲ့ဒီခေတ်မှာတော့ဖတ်နေရတာပေါ့ဆရာမတို့တွေ့နေတာပေါ့နော် ဒီတိမှာဆရာမတို့ဖတ်တယ်မှာမင်းဝေဟင်းတို့မြစ်ကျိုးအင်းတို့လည်းဖတ်ပါတယ်ဒါပေမဲ့သူတို့တွေလည်းအသက်ဘယ်လောက်လဲဆိုရင်မသိဘူးလူငယ်တွေလားလူကြီးတွေလားဆိုတော့လည်းကိုယ်လည်းမသိဘူးပေါ့နော်အဲ့ဒါတော့လေဒါပေမဲ့လူဒီဒီစာလေးတွေလူငယ်လေးတွေဖတ်နေရရင်လည်းပဲရင့်ကျက်မှုတွေတော့ဖြစ်နိုင်ပါတယ်လူငယ်နဲ့ဒီဟာယတ္တစာပေကောင်းလေးတွေဖတ်ရင်ရင်ကျက်လာဖို့အရေးကြီးတာပဲလူငယ်မှာတက်ကြွမှုတွေနိုးကြမှုတွေဟလာစိတ်အားထက်သန်မှုတွေရရှိပြီးသားပဲဒီဟာတွေကိုမမှားရအောင်လို့ထိမ့်သိမ်းနိုင်တဲ့ရင်ကျက်တဲ့ စိတ်အထင်းတဲ့အခုကလေးပဲသူတို့မှလိုတာဆိုတော့အဲလူကြီးရဲ့ရေးတဲ့ဝိထုလေးတွေရတယ်ကောက်ပါတယ်ဝိထုရေးရမယ်ဆိုရဲကြောက်နေရတယ်ရှိကြတယ်နော်ရှိတော့ဆိုင်ကြဒီဝိထုတွေရေးသားမယ်ဆိုရင်အဲစရေးမဲ့ငွေတွေကိုဆံမကြီးတွေနဲ့ပါများအကြံပြုခြင်းတွေဘလိုပုံစံလူကြီးရဲ့စရေးပို့ပြီးတော့အဆင်ပြေနေလဲပေါ့နော်တကယ်ကတော့ဝိထုရေးခြင်းတဲ့လူကတော့စာရေးခြင်းတဲ့လူကယသစာပေရေးခြင်းတဲ့လူလောကကိုစိတ်ဝင်စား ကိုပတ်ဝန်းကျင်ကိုစိတ်ဝင်စားမယ်ပတ်ဝန်းကျင်ကိုဘာမှစိတ်ဝင်စားမနေညီဘာမှကြည့်လို့မရလူတွေကိုအမြဲစိတ်ဝင်စားနေရမယ်ကိုနဲ့ဆိုင်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 ပေါ့လေကိုကအာယုံစုဆိုင်ရှိရမယ်ဇီယာမဆိုအမြဲတမ်းပါလို့တာကိုကဖျားရှိကိုတဲ့အချိန်တွေဒီကအော်ကြပြီပဲဂရီပါပြုတ်တယ်ကအော်သိရမလားအရင်တော့ဆိုရင်လိုင်မြို့နယ်မှာနေတော့ဆိုတညင်းသီးပြုတ်နေငံပြားကြီးချက်ယောက်ျားကြီးကအော်အော်ရောင်းတာလည်းရှိတယ်ပဲဂရီပါပြုတ်ရောင်းတာလည်းရှိတယ်နောက်တစ်ခါကျတော့ကိုယ် အဲ့လိုဈေးတွေရဲ့အတန်ကိုကြည့်ပြီးတော့လေဝိထုရှင်တို့ကြသမီးအဲ့ဒါတွေကဟုတ်ဒါတွေကယတ္တစာပေရဲ့သဘောကအဲ့ဒီနော်လောကကြီးမှာလူတွေကိုတရားဝါတွေကိုလောကအောင်ဆိုဘုရားသခင်ကဖန်ဆင်းတယ်ဘုရားသခင်ကသာဝရဘုရားကဖန်ဆင်းတဲ့အခါမှာအဲ့ဒီသူကကံကြမ္မာအတိုင်းပဲဖန်တီးနိုင်သူဒီလူကြီးတယောက်ကကံကြမ္မာဒီတရိစ္ဆာန်တွေကောင်းလေကံကြမ္မာအတိုင်းပဲဖန်တီးနိုင်သူကံအတိုင်းပဲသူဘာမှပြောင်းလဲဖန်တီးလို့လည်းမရဘူးပေါ့နော်တဘာဝတရားအတိုင်းပဲဖန်တီးနိုင်ဒါပေမဲ့ ယတစာပေဖန်တီးရှင်ကတော့စိတ်ကူးကိုပဲတခုကိုပဲအထာနာထားပြီးတော့အရာရာကိုဖန်တီးလို့ရတယ်။ဖယားရှင်နဲ့ဖယားသခင်နဲ့သားတယ်။သာဝရဖယားသခင်နဲ့သားတယ်။သူကစိတ်ကူးကိုပဋ္ဌာန်းညီကြိုက်တာလို့လို့ရ။ဟုတ်ကဲ့။အဲ့ဒါရေးလို့ရတယ်လေ။ဥပမာအဖြစ်ဆိုလို့ရှိရင်ပေါ့ကွာတို့တွေကတော့အကုန်လျှောက်ပြီးတာငါပထမစရေးပထမမဟုတ်ပါဘူးကိုကပထမရေးတော့ကတော့ဘာတွေရေးခဲ့လဲဟိုတော့ကတော့အခြေဝတ္ထုရှိတွေဝေးရေးပြီးတော့မှဒီဝတ္ထုတို့လိုင်းဝင်တော့အခြေဝတ္ထုတို့လေးတွေပဲရေးမှာပါ တကယ်တော့စာကောင်းပေကောင်းစကားပြေအရေးသားကောင်းကျင်နေဆိုရင်ဝတ္ထုရေးဖို့ရတယ်တော့မဟုတ်ဘူးဆရာစောကြီးရေးတဲ့စာတွေဖတ်ဆရာစောကြီးကအရေးသားတိတ်ကောင်းသုံးနှုတ်အတွေ့အခေါ်စီအကြီးကတော့စာပေနဲ့ပတ်သက်အရန်တော်တယ်လေဆရာကြီးရဲ့စာတွေဖတ်ဖို့ကောင်းတယ်ရေးနောက်တစ်ခုကတော့ဒီလိုပါတမိကုဏလိုအလုံးလေ့လာထားပြီးချက်ချင်းကိုယ့်ရဲ့ခေါင်းထဲမှာစဉ်းစားသူ့ကိုဘယ်ဇက်ကွက်ထဲမှာကိုထည့်လိုက်မလဲ အဲ့ဒါလေးကိုကကိုစဉ်းစားလိုက်ဝတ္ထုလေးတပုတ်ရေးတော့မယ်ဆိုကိုဘာရွေချက်ပေါ်လာတယ်ဘာအကြောင်းလေးများသူ့ကိုဒီရင်ရမလဲအရင်ရပြီဆိုရင်ကိုကဝတ္ထုတို့ကြလွယ်တယ်ဇက်ကွက်က၃ကွက်လောက်ပဲရေးလို့ရေးလိုက်ရပြီ၃ကွက်လောက်ပဲရေးအဲ့ဇက်ကွက်တစ်ခုနဲ့တစ်ခုကအချိတ်ဆက်မိရနော်ချိတ်တယ်ဆိုတဲ့အခါမှလည်းသူဒီဇက်ကွက်ကတတ်တတ်ဒီဇက်ကွက်အဲ့လိုကြောင်းတစ်ခုနဲ့ကိုချိတ်ရမယ်ချိတ်တဲ့အခါမှလည်းအကျိုးစဉ်အကြောင်းစဉ်ဖြစ်ရဒီအကြောင်းကြောင့်အကျိုးဖြစ်တယ် ကွဲသွားတယ်ဆိုရင်လည်းဘာကြောင့်ကွဲသွားရဲဆိုတာအကျိုးသိအကြောင်းသိဖြစ်အောင်ရေးရမယ်အကြောင်းရင်းတွေပါမယ်ကွဲသွားပြီလို့မရဘလို့အစင်မပြေမှုတွေလည်းပတ်ဝန်းကျင်နှုတ်ဆော်မှုလားအဲ့လိုမျိုးလေးတွေပေါ့ကွယ်သမီးရဲ့အမျိုးမျိုးကိုကထည့်ပြရမယ်အကျိုးသိအကြောင်းသိဇက်ကွက်ကလေးကိုချိတ်ဆက်ရတယ်အဲ့လိုအဲ့တော့ကဇက်ကွက်ကလေးရှိရဆိုရင်အဲ့ဇက်ကွက်ထဲမှာသဖတ်သူရဲ့စိတ်ထဲမှာစွဲညိနေမဲ့ဇက်ကွက်ကလေးတော့ထည့်ရတယ်စကလုံးလေးတွေခုနတက္ကသိုလ်ခုနစကလုံးလေးတွေအပြောလေးတွေအတွေးလေးတွေတစုံတစ်ခုဟာ စာဖတ်သူရဲ့ပိဋကထဲမှာစိတ်ထဲမှာနောက်ဆုံးကြံရိတ်ခဲ့မဲ့ဟာလေးကိုကိုကရေးနိုင်ရမယ်အဲအဲ့ရမျိုးလေးတွေပေါ့အနုစိတ်ဖွဲ့တဲ့အဖွဲ့လေးတွေလည်းပါမှာပေါ့အဲ့လိုဇက်ကွက်တိုင်းမဟုတ်တာနော်အဲ့လိုမျိုးလေးတွေကြည့်ရှုနေတဲ့ပိဋကတွေထဲမှာစပိဝတနာရှင်များပါမယ်ဆိုရင်ဝိတုစားတဲ့ယတ္တစာပေတို့ရေးကျင်တဲ့သူတွေရှိမယ်ဆိုရင်တော့ရေးကြပါ ကိုယ့်ရဲ့မှာဘဝအတွေ့အကြုံတွေကလူတိုင်းမှာရှိပါတယ်ဘဝအတွေ့အကြုံနဲ့အမျှလည်းပဲခံစားမှုတွေရှိပါတယ်ခံစားမှုတွေကိုစိတ်ကူးအဖြစ်ပြန်လဲပြောင်းလဲလိုက်ရုံမှာပဲခံစားမှုကိုစိတ်ကူးအဖြစ်နဲ့ပြောင်းလဲလိုက်လို့ရှိရင်အနုပညာပစ္စည်းတစ်ခု ဖြစ်လာပါတယ်ယတ္တမြောက်တဲ့ဝိတုတို့တပုတ်ကတော့အလွယ်တကူနဲ့ဖြစ်လာ နိုင်ပါတယ်လို့ကျမအနေနဲ့တိုက်တွန်းခြင်းပါတယ်အဲ့တော့အားလုံးကဆိုလို့ရှိရင် စာပေမှာဆက်လက်ပြီးတော့ရှင်းတန်းနိုင်အောင်အားထုတ်ကြပါလို့အပေးတိုက်တွန်းလိုပါတယ်